ိန္ဒိယနိုင်ငံဟာသူတို့ရဲ့ကိုပိုင်ထုတ်လုပ်ထားတဲ့လေယာဉ်တင်သင်္ဘော INS Vikrant ကို RBN ပင်လယ်ထဲချထားပြီးရေတပ်ရဲ့စစ်ရင်အားကိုဒေသရင်းပုံမှုမြင့်တင်နေပါဗျ။အိန္ဒိယရေတပ်ကရေချောင်းစွမ်းအားကိုမြင့်တင်ခြင်းဘယ်မရှင်မှမဝင်လွန်ဘယ်ပင်လယ်မှမကျေလွန်လို့ကြေညာထားပါဗျ။ပါကစ္စတန်ဒါမှမဟုတ်ပါကစ္စတန်ခြေစိုက်အကြမ်းဖက်သမားတွေရဲ့ရန်လူတွေလှုပ်ဆောင်မှုမှန်သမျှကိုပြက်ပြက်သားသားတုံ့ပြန်ဖို့အိန္ဒိယရေတပ်ဟာပင်လယ်ပြင်မှာအသင့်အနေထားတပ်ဖြန့်ထားပါဗျ။ 2025ခုနှစ်မေလ9ရက်နေ့မနက်ပိုင်းမှာအိန္ဒိယက cross border တိုက်ခိုက်မှုတွေစတင်ပြီးမကြာခင်ကရာချီမြို့မှာထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကတော့ဗာတုံ့ပြန်မှုမှမရှိခဲ့တာပါပဲ။တင်မော့တွေစိတ်ကန်းကနေထွက်မလာခဲ့ပါဘူး။ပါကစ္စတန် F system တွေထပ်ပြန်မတက်ခဲ့ပါဘူး။လက်တုံ့ပြန်မှုအမိန့်တွေလည်းမထုတ်ပြန်ခဲ့ပါဘူး။ကဘာကြီးက Brahmos တုံးကြီးတွေရဲ့ပထမဆုံး mission ကိုကြည့်နေချိန်မှာအိန္ဒိယရေတပ်ဟာကရာချီစိတ်ကန်းအပြင်ဘက်နားမှာတိတ်ဆိတ်စွာရွေရွှားနိုင်စွမ်းရှိစွာနဲ့ ချိန်ချောက်မှုအပြည့်နဲ့နေရာယူထားပြီးသားဖြစ်ပါတယ်။ပါကစ္စတန်သင်္ဘောတွေကသူတို့ရဲ့စိတ်ကမ်းထဲမှာပိတ်မိနေပြီးအိန္ဒိယရဲ့ဆိုနာနဲ့ရေဒါစောင့်ကြည့်မှုတွေအောက်မှာရှိနေတာ ကိုသိတဲ့အတွက်လှုပ်ရှားလိုက်တာနဲ့အဆုံးသက်သွားမှာကိုကောင်းကောင်းသိနေပါတယ်။ဒါကသတိပေးချက်တစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာ Cool Stack စီရင်မှုဝါဒကို ပထမဆုံးအသုံးပြုလိုက်တာဖြစ်ပြီးအလုပ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီမနက်မှာပါကစ္စတန်ရေတပ်ဟာကရာချီစိတ်ကမ်းဆိုတဲ့ချက်ကောင်းနေရာဒါမှမဟုတ် ကန်ယူရန်စိတ်ကန်းတွေထဲမှာပိတ်မိနေခဲ့ပါတယ်။ကုန်တင်သင်းမောတွေလည်းရပ်တန့်ခဲ့ပါတယ်။နိုင်ငံရဲ့စီးပွားရေးနဲ့ရေတပ်တွေအသက်သွေးကြော ဖြစ်တဲ့ပရာချိတ်စိတ်ကန်းဟာတိတ်ဆိတ်ပြီးစောင့်ကြည့်ခံရတဲ့ဝိုင်းရံမှုတွေအောက်မှာကြရောက်သွားခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်တစင်းမှမပစ်ခဲ့ပါဘူး။ပစ်ဖို့မလိုခဲ့ပါဘူး။ပေါက်ကဲတန်တွေမပါတဲ့သတင်းစကားကလုံလောက်အောင်ကြဲလောင်နေခဲ့ပါတယ်။၂000တခုနဲ့အိန္ဒိယပါလီမန်တိုက်ခိုက်မှုဗာရှကာနဲ့ ဂျိုင်းအီမိုဟာမက်အကြမ်းဖက်သမားတွေကလူ၉ဦးကိုတပ်ဖြတ်ခဲ့တဲ့နောက်ပိုင်းမှာအိန္ဒိယဟာစစ်တပ်ရဲ့ဗေထာနာမဆိုအားလုံးကိုအင်အားဖြည့်ခဲ့ပါတယ်။ဒါပေမဲ့ပြင်ဆင်ဖို့နှစ်ပတ်ကြာခဲ့ပါတယ်။စစ်တပ်ကလည်းပြန်လည်တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်တဲ့အခါမှာတော့နိုင်ငံတကာဖိအားတွေမြင့်တက်လာပြီးအခွင့်အရေးလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းနှစ်တွေမှာအိန္ဒိယကာကွယ်ရေးစီမံကိန်းရေးဆွဲသူတွေဟာအမြန်နှုံးနဲ့တုံ့ပြန်နိုင်စွမ်းကိုအခြေခံတဲ့မူဝါဒအသစ်တစ်ခုကိုစတင်တီထွင်ခဲ့ကြပါတယ်။ဒါကို cool step လို့သိလာကြပါတယ်။ ကြီးတက်ကနေဆက်ဖြတ်ကျော်တိုက်ခိုက်ဖို့ပေါင်းဆက်တိုက်ပွဲအဖွဲ့တွေဖွဲ့စည်းခဲ့တဲ့ချိန်မှာအိန္ဒိယရေတက်ကလည်းပင်လယ်ပြင်မှာအသင့်အနေထားဖြစ်အောင်သူတို့ရဲ့ကိုပိုင်မူဝါဒတွေကိုတိတ်တဆိတ်ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။လိန်ဒီသင်းမောအုပ်စုတွေရဲ့ရွေရှားနိုင်စွမ်းရေငုံသင်းမောတွေနဲ့ဖုံးကွယ်နိုင်စွမ်းနဲ့ပုံမကောင်းမွန်တဲ့ real time ထောက်လှမ်းရေးတွေပေါ်အာယုံစိုက်ခဲ့ပါတယ်။ Narendra Modi အစိုးရကစည်ရေးပြင်ဆင်မှုတွေကိုအချိန်မြင့်တင်စပြုတဲ့အချိန်မှာရေတက်ဟာ Brahmos ဒုံးကျည်တက်ဆင်ထားတဲ့ဖြတ်သင်းမောတွေ ဖုံးကွယ်လှုပ်ရှားနိုင်တဲ့ free gate သင်္ဘောတွေရေငုပ်သင်္ဘောတွေနဲ့ခွန်အားကြီးတဲ့ vagrant လင်းတင်သင်္ဘောတွေနဲ့အတူလင်းမြန်စွာတုံ့ပြန်နိုင်မှုအသင့်အနေထားရောက်နေပါပြီသူတို့အားလုံးဟာ GSAD7A rock midi ဂျူဒူအောက်မှာရှိနေပြီးရေချောင်းဆိုင်ရာ ghosted အစီအစဉ်တစ်ခုလုံးရဲ့အစိတ်အပိုင်းတွေပါပဲဒါဟာလင်းမြန်စွာတိုက်ခိုက်ဖို့စစ်ရေးတင်းမာမှုမတူအောင်ထိန်းချုပ်ဖို့နဲ့အိန္ဒိယသမုဒ္ဒရာဆင့်မြေပြင်ကိုထိန်းချုပ်ဖို့နှစ်ပေါင်းများစွာပြင်ဆင်ခဲ့မှုတွေရဲ့အထောက်အထိပ်ပါပဲ။ 2025ခုနှစ်ဧပြီလ22ရက်နေ့မှာပါကစ္စတန်ဂျက်ဖတ်သမားတွေဟာကက်ရှမီးယားပါဟာလန်မှာဟိန္ဒူဖျားဘူးတွေကို ပြစ်ခတ်ခဲ့ပြီးလူ30ကျော်သေဆုံးကဒါဇင်နဲ့ချီဒဏ်ရာရခဲ့တဲ့အခါတုံ့ပြန်မှုကနှောင့်နှေးခဲ့ခြင်းမရှိပါဘူး။တိုက်ခိုက်သူတွေကမွတ်စလင်တွေကိုလှုပ်ပြီးဟိန္ဒူတွေကိုတပ်ဖြတ်ခဲ့တယ်လို့အသက်ရှင်ကျန်ရစ်သူတွေကပြောပါရတယ်။တချို့လူသက်သမားတွေဟာနေဆက်ကိုဖျက်ပြီးထွက်ပြေးခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့အိန္ဒိယကချက်ချင်းဆိုသလိုစတင်ပြင်ဆင်ခဲ့ပါရတယ်။ တိုက်လေရင်တွေတတိပေးဆင့်ရောက်ရှိနေပြီးဒုံးကျည်တွေအဆင့်အသင့်ဖြစ်နေခဲ့ပါတယ်။ရေတပ်ဖွဲ့တစ်ဖွဲ့ဟာ RBN ပင်လယ်ထဲထွက်ခွာသွားပြီး Operation Sahindra ကိုစတင်ခဲ့ပါတယ်။မေလ9ရက်နေ့မနက်ပိုင်းလောက်မှာတော့လက်နက်အပြည့်စုံနဲ့တင်မော36စီနဲ့အိန္ဒိယရေတပ်ဟာကရာချီစိတ်ကမ်းအပြင်ဘက်မှာနေရာယူထားခဲ့ပါပြီ။စိတ်ကမ်းတွေနဲ့ကန်ရန်အနီးရေတိမ်ပိုင်းတွေမှာပိတ်မိနေတဲ့ပါကစ္စတန်ရေတပ်ဟာစောင့်ကြည့်နေုံကလွဲလို့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ သုံးရကြဝိုင်းရမှုတွင်ဘဲဘက်ကမှတစ်ချက်မှပြစ်ခတ်ခြင်းမရှိခဲ့ပေမဲ့ဒါကမှားရွေးတဲ့သတင်းအချက်လက်တွေကတော့လှင်လင်းမြန်မြန်ပဲပြန့်နှံ့သွားခဲ့ပါတယ်။အိန္ဒိယမီအိန္ဒိယမီဒီယာတွေကအိန္ဒိယရေတပ်ကကရာချီစိတ်ကမ်းကိုတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပေမဲ့ပါကစ္စတန်သတင်းဌာနတွေကတော့ဒိုင်းရိုက်ထုတ်လွှင့်မှုတွေနဲ့ဒီအစီရင်ခံစာတွေကိုပယ်ချခဲ့ပါတယ်။အိန္ဒိယရေတပ်ဒုတိယရေတပ်ဘူချုပ် AN Promote ကအိန္ဒိယရေတပ်စစ်သည်မော်တွေဟာမြောက်ပိုင်း Arabian ပင်လယ်မှာဆက်လက်တပ်ဖြန့်ထားမှာဖြစ်ပြီး ကရာချီပါဝင် ပင်လယ်ပြင်နဲ့ကုန်းပြေပေါ်ကရွေးချယ်ထားတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ပြောခဲ့ပေမဲ့သူကရေတက်ကတိုက်ခိုက်ခဲ့တယ်လို့ဘယ်တော့မှမပြောခဲ့ပါဘူးနှစ်ဖက်စလုံးကထွက်ပေါ်လာတဲ့သတင်းတွေဟာရည်စရာကောင်းလောက်အောင်ဖြစ်နေခဲ့ပါတယ်အိန္ဒိယစစ်တပ်ဟာမယုံနိုင်လောက်အောင်ထိန်းထိန်းသိမ်းသိမ်းလှုပ်ဆောင်ခဲ့ပြီးဒါဟာ Cold Step မူဝါဒရဲ့နမူနာကောင်းတစ်ခုဖြစ်ပါတယ်အိန္ဒိယကကရာချီကိုဝိုင်းရံခဲ့တဲ့သင်္ဘောတွေဟာမီးပညာမြင့်စစ်သင်္ဘော36စီးစုသီးမှုဖြစ်ပြီး ကန္နာဆောင်မှာလွှမ်းမိုးနိုင်စွမ်းရှိအောင်ပြင်ဆင်ထားတာပါဒီထဲမှာအိန္ဒိယရဲ့ပထမဆုံးကိုယ်တိုင်ထုတ်လုပ်ထားတဲ့လင်းအင်တင်သင်းမောဖြစ်တဲ့ INS Vikram ကတော့အထူးကြားဆုံးပါမိုဒီရဲ့စီမံကိန်းကအရင်တုန်းကကာဝေးရေးပစ္စည်းတွေအတွက်တခြားနိုင်ငံတွေကိုအားကိုးခဲ့ရတဲ့အိန္ဒိယကိုပြောင်းလဲပစ်ဖို့ပါအခုဆိုရင် ပြည်ရင်းမှာပဲကာဝေးရေးပစ္စည်းအလုံးကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ဖို့ကြိုးစားနေပါပြီဒီရှင်မန်းချက်ကိုထောက်ကူပြုတဲ့အိန္ဒိယရေတပ်ရဲ့ခင်မီစစ်သည်မော်တွေ လေရင်တွေလက်နက်စနစ်တွေနဲ့ Ghost တဆေးရေးမဟာဗျူဟာအကြောင်းအသေးစိတ်ပြောပြပေးသွားပါမယ်။ INS Vikrant ကအိန္ဒိယနိုင်ငံရဲ့ပထမဆုံးကိုတိုင်တိစောက်ထားတဲ့လေရင်တင်သင်းမော်ပါ။ကိုပိုင်ဖူလုံတဲ့အိန္ဒိယဆိုတဲ့အစီအစဉ်အောက်မှာပြည်ရင်းမှာပဲအပြေအဝဒီဇိုင်းထုတ်ပြီးတိစောက်ခဲ့တာပါ။သူကတန်ချိန်4000ကျွဲလောက်ရှိတဲ့ရေရင်ကိုရွှေ့ပြောင်းနိုင်ပြီး ski jump stop bar စနစ်နဲ့အလုပ်လုပ်ပါတယ်။ MIG 29K တိုက်လေရင်တွေ Kamov KA31 AEW ရဟတ်ယာဉ်တွေနဲ့အိန္ဒိယလို Hydro တဲ့ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေအပါအဝင် လေယာဉ်30အထိတင်ဆောင်နိုင်ပါတယ်။ Gaster ဘိုင်း၄လုံးနဲ့လဲပတ်ပြီးတနအီကိုရေမိုင်28မိုင်ကျော်အထိသွားနိုင်ပါတယ်။ကာကွယ်ရေးစနစ်တွေအနေနဲ့မြန်နှုံးမြင့် 30mm ကြီးရေပြစ်နိုင်တဲ့ AK630 CIWS Close in Weapon System နဲ့ Israel Barak 1မြေပြင်မြေပြင်ဝေဟင်ဒုံးကျည်64စင်းတပ်ဆင်ထားပါတယ်။ ရေဒါနဲ့အပူရှာဖွေဒုံးကျည်တွေကိုမျက်စိလည်အောင်လုပ်ဖို့ chef နဲ့ flail တံပြန်စနစ်တွေကိုလည်းပါဝင်ပါတယ်။ 3D လေကြီးလေကြောင်းစောင့်ကြည့်ရေးရေဒါတွေနဲ့ electronic စစ်ဆင်ရေးစနစ်တွေလည်းတပ်ဆင်ထားတာတွေ့ရပါတယ်။ Vagrant ရဲ့အစစ်မှန်စွမ်းအားကတော့သူ့ရဲ့တိုက်ခိုက်ရေးစနစ်တွေဟာအိန္ဒိယရေတပ်ရဲ့ MC31 ကိုကဲမှုထိန်းချုပ်မှုဆက်သွယ်ရေးနဲ့ထောက်လှမ်းရေးထောက်လှမ်းရေးကွန်ရက်နဲ့အပြည့်အဝချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ MC31 ကွန်ရက်က ိန္ဒိယရေတပ်ရဲ့အသင်းမောတွေနဲ့လေယာဉ်တွေအားလုံးကအချက်လက်တွေကိုပေါင်းစပ်ပြီး2023ခုနှစ်ကလွှတ်တင်ခဲ့တဲ့ GS87A Rock Mini စစ်ပတ်သုံးဂျိုတုနဲ့ချိတ်ဆက်ထားတာကြောင့်အိန္ဒိယသမုတ်တရားတစ်ခုလုံးကိုအမြဲမပြတ်စောင့်ကြည့်နိုင်ပါတယ်။ဒါဟာ Vikram ဟာဒုံးကျည်ပြစ်ခတ်တာဂျီတက်ကာဝယ်ရေးကိုပူးပေါင်းဆောင်ရွက်တာနဲ့ရေငုံသင်းမောစန့်ကျင်ရေးစစ်စင်ရေးတွေကိုတပြိုင်တည်းလှုပ်ဆောင်နေတဲ့ဗဟိုချက်မှတစ်ခုဖြစ်နေတာပါ။ Operation Sentinel လို့အခြေအနေမျိုးမှာ ဗစ်ဂရန့်ဟာထိုးစစ်ဆင်နိုင်တဲ့အင်အားကို ပေးယုံတာမကစစ်စင်ရေးချုံးမွေအောင်ကြံတဲ့ရေတပ်တွေအတွက်အာမခံချက်ပါဖြစ်ခဲ့ပါတယ်။ INS ဗစ်ဂရန့်နဲ့အတူအိန္ဒိယကသူ့ရဲ့ပုံမတက်တန်းရင်ရုရှားလို့ INS ဗစ်ဂရန့်မာဒီယာလေရင်တင်သင်းမောကိုလည်းချထားခဲ့ပါတယ်။လေရင်တင်သင်းမောနှစ်စင်းလုံးရဲ့ပါဝင်မှုကစစ်စင်ရေးရဲ့ကြီးမားတဲ့အတိုင်းအတာနဲ့ Cool State မူဝါဒရဲ့အနှစ်သာရကိုပြသနေပါတယ်။ ရန်သူကိုရရှိနိုင်တဲ့အင်အားအလုံးနဲ့ထိထိမိမိတိုက်ခိုက်ဖို့ရည်ရွယ်တာပါဖြတ်သိမ်းမော်ရီထဲမှာ2006ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့အိန္ဒိယရဲ့ပထမဆုံးပြည်ရင်းဖြစ် Kolkata Glacks ဖြတ်သိမ်းမော်အမျိုးအစားက NC31 ကွန်ရက်နဲ့ချိတ်ဆက်ထားပါတယ် Brahmos တုံးကြီးတွေ Israel အိန္ဒိယပူးပေါင်းထုတ်လုပ်ထားတဲ့ Bharat 8မြေပြင်ဝင်ဟင်တုံးကြီးတွေနဲ့76 mm Naval Gun တွေတက်ဆင်ထားပါတယ်။ရေအောက်ပိုင်းတွေအတွက် 533 mm torpedo ပြုံနေနဲ့ရေငုပ်သင်းမောဆန့်ကျင်ရေးအတွက် RBU 6000ဒုံဒုံပြန်ပစ် launcher တွေလည်းပါဝင်ပါတယ်။ဒါကပြည်ရင်းမှာနည်းပညာမြင့်ရေတပ်စစ်ပွဲ ပုံစံကိုဖော်ဆောင်မှုအိန္ဒိယရဲ့ပထမဆုံးခြေလှမ်းပါပဲ။2015ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့ Viscus Pattern Clex ဖြတ်သင်းမောတွေကတော့ Kolkata Clex ထက်ပိုပြီးဖုံးကွယ်နိုင်စွမ်းကောင်းပုံကစနစ်တကျအလိုလျောက်လှုပ်ဆောင်မှုတွေနဲ့ပြည်ရင်းထုတ်အစိပ်ပိုင်းတွေပိုပါဝင်ပါတယ်။ လက်နက်စနစ်တွေကတော့ကိုကတာကလပ်နဲ့ဆင်တူပါတယ် INS Red Red Book ကတော့ရုရှားမှာတိဆောက်ပြီး1980ပြည့်နှစ်ကအိန္ဒိယစီရောက်ခဲ့တဲ့စစ်အခစ်ဖြတ်သိမ်းမှုဖြစ်ပြီး Brahmos ဒုံးကြီးတွေတင်ဆောင်ထားတာကိုတွေ့ရပါတယ်အိန္ဒိယရဲ့ရှေ့တန်း Free Gate တွေထဲမှာ Shavilla Class နဲ့ Tower Class နှစ်မျိုးရှိပါတယ်2004ခုနှစ်ကနေ2009ခုနှစ်ကြာထုတ်လုပ်ခဲ့တဲ့ Shavilla Class တွေဟာ အိန္ဒိယရဲ့ပထမဆုံးပြည်ရင်းဖြစ် Steel စစ်သင်္ဘောတွေဖြစ်ပြီး Radar နဲ့အပူလှိုင်းဖမ်းနိုင်စံကိုရှော့ချထားပါတယ်။ Barak 1, Brahmos, Club ဒုံးကြီးတွေ၊ Torpedo တွေနဲ့ 76mm Naval Guns တွေတပ်ဆင်ထားပါတယ်။2000ခုနှစ်ကနေ2011ခုနှစ်ကြားရုရှားကနေဝယ်ခဲ့တဲ့ Tower Class Frigate တွေကတော့အိန္ဒိယရဲ့လိုအပ်ချက်နဲ့ကိုင်ညီအောင်ပြင်ဆင်ထားပြီး Steel ပုံစံနဲ့အိန္ဒိယဆက်လက်နက်စနစ်တွေပါဝင်ပါတယ်။ အနာဂတ်မှာတော့ Project 78A အောက်ကတည်ဆောက်နေတဲ့ Nilgiri Clax Frigate အသစ်တွေကရေတပ်ရဲ့အင်အားကို ဖြည့်ဆည်းပေးသွားမှာပါ။ Arabian ပင်လယ်အောက်မှာ India Cavalry Class လို့ခေါ်တဲ့ Scorpions ရင်ကုန်သင်္ဘောတွေပါကစ္စတန်ရေတပ်ကိုစောင့်ကြည့်ဖို့ကင်းလှည့်ကြပါတယ်။ပြင်သစ်နဲ့ပူပေါင်းတည်ဆောက်ထားတဲ့ဒီဒီဇယ်လျှက်စစ်ရင်ကုန်သင်္ဘောတွေဟာတိတ်တဆိတ်လှုပ်ရှားနိုင်မှုဒီဇိုင်းထုတ်ထားတာပါ။ Purim Tow Vanastra Torpedo တွေ ် Azoset SM39 သင်းမောဖြတ်ဒုံးကျည်တွေပြစ်ခတ်နိုင်ပေမဲ့ Brahmos ဒုံးကျည်ကြီးတွေကိုတော့ပြစ်ခတ်နိုင်ခြင်းမရှိပါဘူး။အနာဂတ်မှာ Project 75ရဲ့အစည်းအဝေးအောက်ကနျူကလ িয়ার ရေကုန်သင်းမောတွေကဒီတောင်ဝင်ကိုထမ်းဆောင်နိုင်ပါလိမ့်မယ်။လေကြောင်းဘက်မှာတော့ Boeing P81 Neptune လေယာဉ်တွေက အမြဲတမ်းကင်းလှည့်ခဲ့ပါတယ်။ဒီရေကုန်သင်းမောရှာဖွေရေးလေယာဉ်တွေက Magnetic Anomaly Detection Snow Points နဲ့ synthetic aperture radar တွေကိုအသုံးပြုပြီးပင်လယ်ပြင်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပါတယ်။အိန္ဒိယရေတပ်ကတခြားစစ်ပစ္စည်းတွေလိုပဲသူတို့လည်း NC31 စနစ်ရဲ့တစိ့တစ်ပိုင်းဖြစ်ဂျိုဒုတွေနဲ့ drone တွေနဲ့ပူးပေါင်းပြီးကရာချီရဲ့ရေတပ်အခြေခံစောက်အုံတွေကိုစောင့်ကြည့်ရာရန်သူကိုထောက်လန်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ INS Vikram ဘော်ကပြန်တက်တဲ့ MiG 29K တိုက်လေယာဉ်တွေကတော့ R77 နဲ့ R73 တုံးကြီးတွေပြင် တိကျတဲ့ပယ်ထိန်လက်နက်တွေနဲ့တင်းမောဖြတ်ဒုံးကြီးတွေတင်ဆောင်ထားပါတယ်။အိန္ဒိယစစ်တပ်ဟာဒီစစ်စင်ရေးမှာမယုံနိုင်လောက်အောင်ထိန်ထိန်သိမ်းသိမ်းလှုပ်ဆောင်နိုင်ခဲ့တာဟာ Cool Step မူဝါဒရဲ့လှုပ်ဆောင်ပုံ နမူနာကောင်းပါပဲ။ဒီမူဝါဒကလှည့်မြန်သွားတိုက်ခိုက်တာအင်အားပြတာစစ်ရေးတင်းမာမှုမတိုးအောင်ထိန်းချုပ်တာနဲ့ရန်သူတုံ့ပြန်မှုမဆုံးဖြတ်နိုင်ခင်မှာပဲကိုယ့်ရည်ရွယ်ချက်ကိုအောင်မြင်အောင်လှုပ်ဆောင်တာကိုဦးတည်ပါတယ်။ဒါဟာရန်သူကိုဒုံးကျည်တွေပစ်ပြီး ရိပခါကိုမြင့်တင်စရာမလိုပဲအောင်ပွဲခံနိုင်တယ်ဆိုတဲ့သတင်းစကားကိုပေးခဲ့တာပါဒီသတင်းစကားကပါကစ္စတန်အတွက်တာမကအိန္ဒိယရဲ့မဟာဗျူဟာမြောက်ရင့်ကျက်မှုကိုပါပြသလိုက်တာဖြစ်ပါတယ်ပြီးတော့2025ခုနှစ်မေလ9ရက်နေ့မှာပါကစ္စတန်တပ်မတော်က Operation Sindor ကိုတရဝင်းတုံ့ပြန်တဲ့အနေနဲ့အိန္ဒိယရဲ့ပန်ဂျက်နဲ့ဂျမ်မူမှာရှိတဲ့လေတပ်အခြေစိုက်စခန်းတွေကိုပိတ်မှတ်ထားပြီးဒုံးကျည်နဲ့ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုမှာတမယိုကြဒုံးကြီးတွေနဲ့ဒရုန်း600ကျော်ပါဝင်ပြီးအိန္ဒိယရဲ့ကာဝေးရေးစနစ်တွေကိုကျော်လွှားဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့အိန္ဒိယလေကြောင်းကာဝေးရေးကခိုင်မာပြီးအလွှာလိုက်တိစောက်ထားပါတယ်။အိန္ဒိယရဲ့ထိပ်တန်းရုရှားလို S400 Trump လေကြောင်းကာဝေးရေးစနစ်ကတော့နျူကလ িয়ার စွမ်းရည်ရှိတဲ့ Shahid ဒုံးကြီးကိုအောင်မြင်စွာကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Akash နဲ့ Israel လို့ Spider စနစ်တွေလို့ ပြည်ရင်းဖြစ်စနစ်တွေကလည်းဝင်ရောက်လာတဲ့ချင်းချောက်မှုရာပေါင်းများစွာကိုဖျက်ဆီးခဲ့ပါတယ်။ရေတပ်သင်္ဘောတွေပေါ်ကအိန္ဒိယ၊ Israel ပူးပေါင်းထုတ်လုပ်ထားတဲ့ Barak 8တုံးကြီးတွေကလည်းအဓိကကမ်းရိုးတန်းနဲ့လေပိုင်နဲ့လမ်းကြောင်းတွေကိုကာဝယ်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ပါကစ္စတန်ရဲ့ပြင်ပတ်တွေနဲ့ drone တွေအားလုံးနှိပါဟာထိမှန်မှုမရှိခင်ကြားဖြတ်ဖမ်းဆီးခံခဲ့ရပြီးမြေပြင်မှာလည်းထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ပါတယ်။ဒါကအိန္ဒိယရဲ့အလှအပေါင်းဆောင်လေကြောင်းကာဝယ်ရေးစနစ်ရဲ့ရင့်ကျက်မှုနဲ့ ခင်မီစံပြမှုကိုဖော်ပြနေပါတယ်။အာကက်ရှ်ဒုံးကျည်စနစ်ကိုဖန်တီးခဲ့တဲ့ဒေါက်တာပရာတာရာမာရူကတော့ကျွန်တော်ရဲ့ကလေးအာကက်ရှ်ကာကွယ်ရေးစနစ်ဟာဝင်ရောက်လာတဲ့ရန်သူလေကြောင်းပစ်မှတ်တွေကိုအယံကိုတိကျလှပသွားပစ်ချနိုင်တာမြင်ရတော့ကျွန်တော်ဘုရားမှာပျော်ဆုံးနေပါပဲလို့ပြောခဲ့ပါတယ်။သူကမျောလင့်ထားတာတဲ့ပုံမထိရောက်စွာအလုပ်လုပ်တာမြင်တော့မျက်ရည်ကျခဲ့ရတယ်လို့လည်းဆိုပါတယ်။နောက်တနေ့မေလ10ရက်2025ခုနှစ်မှာ ပါကစ္စတန်ရဲ့ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုပြီးလို့24နာရီမပြည့်ခင်မှာပဲအိန္ဒိယကဒုတိယလှိုင်းတိကျတဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ပြတ်မှတ်တွေဟာအကြမ်းဖက်စခန်းတွေမဟုတ်တော့ပါဘူး။ပါကစ္စတန်နယ်မြေတွေကစစ်ဘက်ပိုင်ဆိုင်မှုတွေပါ။လေကြောင်းနဲ့သင်္ဘောကနေပြစ်လွတ်တဲ့ Brahmos ဒုံးကျည်တွေနဲ့အခြားတိကျတဲ့လက်နက်တွေကိုပေါင်းစပ်အသုံးပြုပြီးအိန္ဒိယကလေတက်စခန်းတွေ၊ Radar စခန်းတွေနဲ့လက်နက်တူလောင်ရုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်စင်ရေးကသူတို့ရဲ့စွမ်းရည်ကိုသာမကဘဲ ကိုကိုကိုထိန်းချုပ်နိုင်သွန်းကိုပါထပ်မံပြသခဲ့ပါတယ်။စစ်ဘက်ဆိုင်ရာပျက်စီးဆုံးရှုံးမှုသာရှိခဲ့ပြီးအရသာထိခိုက်ဒေဆုံးမှုတဦးတယောက်မှမရှိခဲ့ပါဘူး။ဒါဟာနှစ်ဖက်ကြားတိုက်ခိုက်ရေးချင်းကပုံနဲ့လူအသက်ကိုတန်ဖိုးထတန်ဖိုးထမှုကွာခြားချက်ကိုထပ်မံပေါ်လွင်စေပါတယ်။အိန္ဒိယနဲ့မတူပဲပါကစ္စတန်ကသူ့ကိုယ်သူကာကွယ်နိုင်ခြင်းမရှိခဲ့ပဲအ धिक နေရာတွေမှာထိခိုက်ပျက်စီးမှုတွေခံစားခဲ့ရပါတယ်။ရှစ်ဆက်၄စိတ်တောင်မှအထိမှန်ခဲ့တာကြောင့် ပါကစ္စတန်နဲ့သူ့ရဲ့မဟာမိတ်တွေစီကရှုတ်ချမှုတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလေဆိပ်ကစစ်ဘက်ပစ္စည်းတွေနဲ့စစ်စင်ရေးတွေကို ထောက်ပံ့ပေးတဲ့နေရာဖြစ်လို့နိုင်ငံတကာဥပဒေအရတရားဝင်ပြစ်မှတ်တစ်ခုပါပဲ။ဒါကပါကစ္စတန်ရဲ့ကိုယ်ပိုင်အရသာအခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့ဂတိကဝတ်အားနည်းနေတာကိုလည်းပြသနေပါတယ်။ဆယ်သုနှစ်တွေအတွင်းအိန္ဒိယဟာပါကစ္စတန်ရဲ့နျူကလ িয়ার ချိန်ချောက်မှုအောက်မှာနေထိုင်ခဲ့ရပါတယ်။နေဇက်ကနေဘလူရန်ဆမှုမဆိုပြန်လဲတုံ့ပြန်ရင် ပြန်လှည့်မရတဲ့အခြေအနေထိစစ်ပွဲကြီးဖြစ်သွားနိုင်တယ်ဆိုတဲ့ချိန်ချောက်မှုကပြောသည်ဖြစ်စေမပြောသည်ဖြစ်စေအများတန်းရှိနေခဲ့ပါတယ်။ဒါကနျူကလ িয়ার စစ်ပွဲချိန်ချောက်မှုကိုအကာအကွယ်ယူပြီးအကြမ်းဖက်ဆန်ပြီးနိုင်ငံတကာကလက်မခံနိုင်တဲ့အပြုအမူတွေကိုဖုံးကွယ်ဖို့ပါကစ္စတန်ရဲ့နှစ်ပေါင်းများစွာလှုပ်ခဲ့တဲ့နီလန်းပါပဲ။ဒါပေမဲ့ Cool Stack ကိုအဲ့ဒီဂိမ်းကိုအနိုင်ယူဖို့လှင်မြန်တိကျစွာလှုပ်ဆောင်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ဒါက2000တခုနှစ်တုန်းကလို့ American ကကဘာတဝက်ကိုစီယုံပြီး ီဟတ်ဝါရာကိုစစ်ကြေညာက20လောက်တိုက်ခိုက်ခဲ့တာမျိုးမဟုတ်ပါဘူး။ဒါဟာစမတ်ကြတဲ့မူဝါရာကိုအကောင့်ထဲပေါ်တာပါပဲ။ကန့်တတ်ထားတဲ့စီးရေလှုပ်ရှားမှုရန်သူကိုမြေမြဆန်ဆန်ထိခိုက်အောင်လုပ်ပြီးတော့ကွင်းထဲကနေထွက်ခွာသွားတာပါ။ပြီးတော့ဒါကအပြစ်အနာစာမရှိဘဲအောင်မြင်ခဲ့ပါတယ်။ပြင်ပကလည်းကြည့်နေတဲ့ပေကျင်းတီဟီရန်ဒါမှမဟုတ်ဝါရှင်တန်ကလူတွေနဲ့ Operation Sindor ဟာသူတို့ရဲ့အာယုံကိုဖမ်းဆီးနိုင်ခဲ့တင်ပါတယ်။ ။ဘာလို့လဲဆိုတော့စည်ရင်အင်အားကြီးမှမှုနဲ့ကမ္ဘာထိပ်တန်းဤပညာကိုပြသရုံသာမကပဲ။အိန္ဒိယစစ်တပ်ကပုံစံတစ်တခုကိုလည်းပြသလိုက်တာပါ။အိန္ဒိယတစ်ကိုဆိုးရွားတဲ့အိန္ဒိချင်းတွေကအနိုင်ကျင့်လို့မရတော့ပါဘူး။သူတို့တိဆောက်ထားပြီးဆက်လက်တိုးတက်နေတဲ့ရေတပ်ကအဲ့ဒီအချက်ရဲ့အဓိကသင်္ကေတပါပဲ။ Ghost တက်တဲ့အတူအိန္ဒိယရဲ့ခေမီရေတပ်အနေထားကကိုပိုင်ဖူလုံတဲ့အိန္ဒိယဆိုတဲ့ပုံမှုကြီးမှတဲ့အမျိုးသားရေးမဟာဗျူဟာမှာအခြေခံထားတာပါ။ ကာဝေးထုတ်လုပ်မှုမှာကိုပိုင်ဖူလုံရေးစီဥတည်နေတဲ့မောင်းနှင်အားပါပဲဒီမူဝါဒအောက်မှာအိန္ဒိယဟာဖြတ်သင်းမော်တွေနဲ့ရင်ကုန်သင်းမော်တွေကနေဒုံးကျည်တွေနဲ့ဂျိုဒုစနစ်တွေအထိပြည်ရင်းထုတ်လုပ်မှုကိုချဲ့ထွင်နေပါတယ် Operation Sinlin Dog ဟာတပ်သေးပြခဲ့တယ်လို့ဒါကအရန်ကိုအလုပ်ဖြစ်နေပါတယ်အိန္ဒိယဟာအရေးပါပြီးအမှားရွေးမခံတဲ့ကမ္ဘာဒေသတစ်ခုမှာကာဝေးရေးနဲ့စည်ရေးအင်အားပြသနိုင်တဲ့ရေတပ်ကိုတည်ဆောက်နေတာပါ ဒါကကရာချီကိုပေးတဲ့သတင်းစကားလိုပဲပေကျင်းကိုပေးတဲ့သတင်းစကားလည်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ